Hello အားလုံးပဲမင်္ဂလာပါဘူဝမချင်းကနေကြိုဆိုပါရစေဆိုတော့ Champions League ဒါညက Quarter Final ကြီးစားပြီးတဲ့အနေထားမှာ Semi Final ကြီးကျွန်တော်တို့ဒါထွက်ပေါ်လာပြီဖြစ်တယ်ပေါ့နော် Champions League Final ဖြစ်ဖို့အတွက်ဒါကျွန်တော်တို့ဒီ၄သင်းပဲကျွန်တော်ကျန်တော့တယ်ပေါ့ဗျာနှစ်ပွဲပဲကျွန်တော်ကျန်နေတယ်ဆိုတော့ဒီနေရာမှာတော်တော်ကိုကြည့်ကောင်းမဲ့ဒါအသင်းကြီးပဲကျွန်တော်ဖြစ်လာပြီဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီ Inter Milan နဲ့ Barcelona တို့ကျွန်တော်တွေ့မယ်ပေါ့ Barcelona ရဲ့အိမ်ကွင်းမှာ Inter ကအရင်သွားပြီးတော့ကစားရမယ် အင်တာအတွက်တော့ဒါအာသာချက်လို့ကျွန်တော်ပြောရမယ်เนาะသူတို့ဒါအဝေးဝင်းသွားကစားပြီးတော့ဒုတိယအကြော့မှာအိမ်ဝင်းမှာကစားရမယ်ဆိုတာကတော်တော်ကောင်းတဲ့အခြေအနေလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီဘာစီဒီနဲ့ဒီနေရာကိုရောက်လာဖို့အတွက်ကျွန်တော်တို့ဒီ quarter final မှာဒေါ်မွန်ကိုအနိုင်ယူခဲ့ရတာကျွန်တော်ကတော့ဒေါ်မွန်နဲ့အက်စတူမီလာက quarter final အသင်းနေတယ်မှာအန်ဒီရဲ့အနည်းဆုံးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကြောင့်လက်ရှိဒေါ်မွန်ကိုအနိုင်ယူခဲ့တယ်ဆိုတာဒီဘာစီလိုနာအတွက်အရင်ကြီးကြီးတဲ့စံသက်ချက်မျိုးမဟုတ်ခဲ့ဘူးလို့ကျွန်တော်ထင်တယ် နော်မဟုတ်ခဲ့ဘူးလို့ကျွန်တော်ထင်တယ်ဒီမတိုင်ခင်မှာလဲသူတို့ကဘင်ဘီကာတို့ဘာတို့ကိုကျွန်တော် round of 60နေမှာကျွန်တော်ကစားခဲ့ရတာဒါကြောင့်ကျွန်တော်အနေနဲ့ဒီလက်ရှိကစားရမယ့် Inter Milan ကဘာစီအတွက်အများကြီးစံတက်ချက်ကြီးကြီးမားမားတွေပေးမဲ့အသင်းလို့ကျွန်တော်ယူဆတယ်သူဒီပြင်တော့ဘာစီလိုနာလိုမျိုးလူငယ်ကစားမတွေအတွေ့အကြုံရှိကစားမတချို့ ਨੇ ပေါင်းစည်းထားတဲ့အတင်းအတွက်ကျွန်တော်လက်ရှိအချိန်မှာလဲဘူဆွဲဘူးကလည်းစရုဒ်ဒါမြောက်ကျွန်တော်နောက်ဆုံးမှကျွန်တော်ရှိနေတယ်ဆိုတော့ဘာကြောင့်လဲပေါ့နော်တကယ်တမ်းတွေ့တွေ့ကြည့်ရရင် သူတို့ကဒီလာလီဂါမှာလည်းတအားကောင်းနေပြီးတော့အဆင့်တက်မှာထင်ပါတယ်။နော်အဆင့်တက်မှာကျွန်တော်တို့ကလတင်းသုံးသင်းကြားတဲ့လာလီဂါမှာတိတ်အမှတ်တိမကွာဘူးဆိုပေမဲ့လို့တကယ်ကောင်းတဲ့ performance တွေသူတို့ပြထားတာကိုဒါအပြင်အာဒီဘယ်လိုပြောမလို့သူတို့လက်ရှိ Champions League မှာဆိုလို့ရှိရင်လည်းပဲ Inter Milan တို့ Barcelona တို့တွေ့တယ်ပေါ့။အဲဒီမျိုးလက်ရှိအချိန်ကြီးသူတို့ကတကယ်ကောင်းတဲ့ performance တွေနဲ့ဒီဆင့်ကြီးကျွန်တော်ရောက်လာကြတာ။ Inter Milan ကခံစည်း immediate ချစ်လေးတဲ့အတန်းမှာကျွန်တော်ပါတယ်။ ဝင်းဘက်စ်တွေကိုအသုံးပြုပြီးတော့တိုက်စစ်နှစ်ယောက်က physical ability ကောင်းကောင်းတူးချင်းကောင်းကောင်းမမထန်ထန်ကစားရင်းနဲ့ပေါ့နော်ကျွန်တော်ဒီဂိုးတွေတွင်းယူပေးနေတယ်ဆိုတဲ့အခြေအနေမျိုးမှာဘာစီရဲ့နောက်တန်းကလူငယ်လေးဖြစ်တဲ့ကူဘာစီတို့နော်အာရူဟိုတို့ဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ဒါအင်နီဂိုမာတီနက်စ်တို့ဒီစားမတွေနဲ့ကျွန်တော်တွေ့ရမှာတတော်တော့စိတ်လှုပ်ရှားဖို့လို့ကျွန်တော်ကောင်းနေပါတော့အဲအင်တာကသူတခြားလူမျိုးတောင်မန်နေလောက်ပဲဘောနော်ဒီအာကူတာမျိုးမဟုတ်ဘဲနဲ့ဝင်းဘက်စ်တွေကို အဓိကအားထားပြီးတော့ကစားတယ်ဆိုတော့ဒါဘာစီလိုနာအတွက်တော့အဓိကပြဿနာဖြစ်ကောင်းဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဘာစီက high defensive line ကို aggressive ဖြစ်ဖြစ်ကစားပြီးတော့သူတို့ line အမြင့်ကြီးနေသူတို့ထားကစားတာလူကျွန်ထောင်ချောက်တွေကိုဖမ်းကြရင်နဲ့ဆိုတော့ inter ဟာရှေ့ကတိုက်စစ်မှု2ယောက်ကကျွန်တော်တို့ဘောနော့ရှေ့မှာရှိနေရင်နဲ့ center back တီကြား နေရာယူထားတာမျိုးလုပ်ပြီးတော့ wing backs တွေကိုဘောလုံးတွေပို့ပေးနေအင်တာမင်သွားမယ်ဆိုရင်အခွင့်အရေးတွေအများကြီးရှိတယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့အသင်းအများစုက3ဘက်နဲ့တိုက်ပြီးတော့ပွဲထွက်ကလေးကမကစားကြတော့တယ်လို့ wing backs တွေကိုအများကြီးအားပြုကြတာမဟုတ်ဘူး။ဝင်းဂါစတီကိုပဲအားပြုကြတာဆိုတော့တိုက်စစ်၃ယောက်ကိုအားပြုကစားတဲ့အနေထားမျိုးတိုက်စစ်၂ယောက်ကိုအားပြုကစားတဲ့အနေထားမျိုးဒီမှာဒီဘယ်လိုပြောမလဲဘာစီအတွက်ကပေါ့နော်နောက်တန်းဒီအတွက်ကျွန်တော်အဲ့ဒီ line တစ်ခုပဲရှိတယ်ဆိုတော့ဒီလူကျွန်းထောင်ချောက်ဖမ်းတာတွေကလွယ်ကောင်းလွယ်နိုင်နေဗျာ ဆိုတော့ဒါကြောင့် Inter Milan နဲ့ပွဲကသူတို့ရဲ့လူကျွန်ထောင်ချောက်တွေအလုတ်ဖြစ်အောင်မလားပေါ့အထူးသဖြင့်တော့ Inter ရဲ့ wing backs တွေကလည်းဒီဘက်က Patrico Di Marco တို့ဘာလို့ဘက်ကတအားမြင်တာကိုဒါတော့မှ Denzel Dan Freeze တို့ကဒဏ်ရာရနေလို့မပါနိုင်သေးလို့နော် Inter ထင်တဲ့လောက်ထိအခြေအနေမဟုတ်သေးတာအခုကကဟိုဘက်မှာ Damian ဝင်ကစားနေတာဒီကတည်းက Dan Freeze ဆိုလို့ရှိရင် wing backs ကတော်တော်ကြီးကိုကျွန်တော်ကောင်းမှာဒါကြောင့်ပေါ့နော် Inter Milan နဲ့ Barcelona တို့ကျွန်တော်ထိုက်တိုက်တွေ့နေတယ်တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲပါဆိုတော့ဒီ မေလာတရက်နေ့မှာပဲဘောနော်ကျွန်တော်တို့ဒါဘာစီကွင်းမှာစပြီးတော့ကစားမှာအိမ်ရှင်ဖြစ်တဲ့ဘာစီလိုနာကတော့အိမ်ကွင်းမှာတင်ဒါတက်နိုင်နေများဆိုလို့အနိုင်ရလဲယူထားမှရမယ်ဘောနော်ရှေ့ကကျွန်တော်တို့ဒါဘိုင်ယန်မြူနစ်တို့ဘာလို့ကြည့်ကြည့်အိမ်ကွင်းမှာအနိုင်မြူနိုင်မှုဆိုတော့အဝေးကွင်းလဲကြာရောအင်တာကလှုပ်သွားတာတည်ရအောင်ကစားပြီးတော့ဆိုတော့ဘာစီအတွက်အိမ်ကွင်းဟာသူတို့အတွက်အနိုင်ဆုံးဘောနော်အနိုင်ရလဲရမှကိုသူတို့ဖြစ်မှာဆိုတော့ဒါကလည်းကြာရောလက်ရှိအင်တာနက်ဘာစီတို့နောက်ဆင်းကိုဘယ်သူတက်မလဲဆိုတာကတော့ ော်တော်ကြီးကိုကျွန်တော်သာစိတ်လို့ရဖို့ကောင်းနေဘယ်တော့နှစ်သင်းစလုံးကလည်းတိုက်စစ်ကိုဘယ်ပြောမလဲအာတန်ကြရတယ်ဗျအင်တာကခန်စီ၃အောက်တန်းကစားတယ်ဆိုမြင်အမြဲတမ်းခန်စစ်ပဲရှိနေတယ်မျိုးကျွန်တော်မဟုတ်ဘူးသူတို့ရဲ့ direct play တွေဘာတွေကတအားကောင်းပြီးတော့ win back တွေကိုအသုံးပြုနေတယ်သူတို့က chance တွေ create လုပ်တယ် goal တွေသွင်းဖို့လုပ်တယ်ဆိုတော့တော်တော်လေးကိုကျွန်တော်သာစိတ်ဝင်စားဖို့ကောင်းနေဒီပွဲကဆိုတော့နောက်ထပ်တပွဲကတော့ Arsenal နဲ့ PSG ပေါ့လေ Arsenal နဲ့ PSG ဆိုတော့ဒီပွဲကလည်းဘယ်လိုပြောမလဲ Arsenal ကွင်းမှာအရင်ဆုံးကစားမယ် ်ပြီးတော့ PSG နဲ့ပေါ့တခုရှိတာကတော့ Arsenal အတွက် chance ရှိတယ် Arsenal အတွက် chance ရှိတယ်ပေါ့နော် Arsenal ကလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလို့ Real Madrid ကိုကြော်လာပြီးပြီဆိုတော့ကြိုက်တဲ့အသင်းနဲ့တွေ့ဒီတမလားငါတို့ဟာ ready ပဲဆိုတဲ့ပုံစံမျိုးဘာလို့လဲဆိုတော့ Arsenal အနေနဲ့ဒီ Real Madrid ကလက်ရှိအရန်ကောင်းနေလို့တော့မဟုတ်ဘူးဗျာဒါကြည့်တဲ့ညီကိုတိုင်းကျွန်တော်တို့သိတယ် Real Madrid မှုလို့ဒါဒီ Arsenal ကစားမားတွေအတွက်ဒါစိတ်သက်တည်းရတက်ကြွစရာကျွန်တော်တို့ဖြစ်တာတကယ်တမ်းကကျွန်တော်တို့တွေးကြည့်ရင် Real Madrid လက်ရှိကျတော့တိုင်ပတ်နေတာဒါပေမဲ့လို့ပေါ့နော်အဲ့လိုမျိုး real လို့အသင်းမျိုးကိုတောင်းမှကြော်လာပြီဆိုကြတဲ့ကကျွန်တော်ဒီ PSG အတွက်အာဆင်နယ်ဟာအများကြီးတိတ်ပြီးတော့ရင်ခုန်တော့မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဒါအထင်သေးဖို့ပြောတာတော့မဟုတ်ဘူးပါ PSG ကလည်းလက်ရှိမှာ ကောင်းနေတာကိုဒီနေရာမှာလီဗာပူးလိုအသင်းမျိုးတွေကိုသူတို့ကြော်လာရတယ်ပြီးလို့ရှိရင်သူတို့အာဆင်နယ်နဲ့လည်းသူတို့ကစားဘူးတယ်အာဆင်နယ်နဲ့ PSG လည်းလက်ရှိဒီ Champions League ပြိုင်ပွဲမှာသူတို့အတူတွေ့ဘူးတယ်အာဆင်နယ်ကတော့အဲ့ဒီတုန်းကတူးစီးနဲ့သူတို့နိုင်တာနောက်တစ်ပြင် Aston Villa ကိုလည်းသူတို့ဖြုတ်လာတယ်ဆိုတော့ PSG ဒီ ပရီးမီးယားလေးအသင်းဒီကိုကြီးပဲဒီဟွာမှာရှင်ပြိုင်ထားရတာမနေတော့ဘူးဆိုတော့ဒါဒီဒီအာဆင်နယ်အတွက်တတိထားစရာပဲဆိုတော့တခုရှိတာကအာဆင်နယ်အတွက်လည်းသူတို့အိမ်ဝင်းမှာတော့ကတော့ PSG ကိုတူးစီးနဲ့နိုင်ဘူးတဲ့အဲ့ဒီပွဲမှာဆိုလို့ရှင်တော့အဲ့ဒီပွဲတုန်းကဒီ PSG ကတော့တကယ်ကိုအော်ဘယ်လိုပြောမလဲတိတ်ပြီးတော့အခြေအနေမကောင်းတဲ့အနေထားပေါ့နော်ဒီအုပ်စုရှစ်ပွဲကစားတာတော့မှရှုံးပွဲတွေရောတရေပွဲတွေရောနဲ့သူတို့ဒါလောင်မြိုက်နေရတဲ့အချိန်ပေါ့အာဆင်နယ်ကတော့ထုံးတန်နိုင်ပေတာတတရာဒီလုံးကောင်းနေတာဆိုတော့တကူအာဆင်နယ်မှာအားသာချက်ကဘာလဲဆိုတော့ ကျွန်တော်တို့ဒီကွင်းလေပဲ PSG မှာတိုက်စစ်နဲ့ကွင်းလေကတော်တော်ကောင်းတာเนาะဒါပေမဲ့ကွင်းလေမှာကျွန်တော်တို့ဒီနေအာဆင်နယ်ရဲ့ကွင်းလေကို physically ရသူတို့မရှင်နိုင်ဘူး physically ရသူတို့မရှင်နိုင်ဘူးဆိုတော့ပထမအကြော်တုန်းကလည်းအဲ့ဒါကြောင့်သူတို့တိုင်ပတ်ခဲ့ရတာ PSG ကစိတ်လုံရှားဖို့ကောင်းတဲ့အတင်းမှာကစားတာတွေကတော်တော်မိုက်တယ်เนาะနောက်တန်းလေပဲကျွန်တော်တို့ဒီနေတော်တော်လေးကောင်းတယ်ဒါပေမဲ့လို့ကွင်းလေကဘောလုံးအကြီးချင်းရှိတယ်ဆိုမဲ့ physically ရမရှင်နိုင်ဘူးဆိုရင်စကားအများကြီးပြောသွားမှာဒါကြောင့်လေပထမအကြော်တုန်းကလည်းအဲ့ဒါကစကားပြောသွားတာ အဲကြောင့် PSG အတွက်တော့ဒီချိန်ဟာသူတို့ပြန်ပြီးတော့လက်စားချေရမယ့်ချိန်နော်နောက်တစ်ဆင့်ဘူလူဝဲကိုတက်ဖို့ကြိုးပမ်းရမယ့်ချိန်ပဲအာဆင်နယ်အတွက်ကလည်း okay သူတို့နဲ့တွေ့တုန်းကတည်းကသူတို့ကအနိုင်ရပြီးပြီးထားတဲ့အသင်းမျိုးဆိုတော့ Real Madrid ကိုလည်းကြောလာတယ်ဆိုတော့ငါတို့ကတော့ final ကိုတက်ဖို့ ready ပဲဆိုတဲ့အသင်းမျိုးတွေဆိုတော့နှစ်သင်းစလုံးကတိုက်စစ်လဲအာသန်နဲ့စနစ်လဲကောင်းကြတယ်ဆိုတော့အာဆင်နယ်နဲ့ PSG ရဲ့ပွဲကလည်းတော်တော်ကြည့်ကောင်းပါဆိုတော့ဒါဒီကတော့လက်ရှိ semi final မှာထိတ်တိုက်တွေ့ကြတဲ့ပွဲတွေပေါ့လေညီကတို့အနေနဲ့ရော အာဆင်နယ်ပြည်ကြီးနယ်ပွဲမှာဖိုင်နယ်ကိုဘယ်သူတက်သွားမယ်ထင်ကြတယ်။အင်တာဘာစီပွဲကရောဘယ်အသင်းကဖိုင်နယ်တက်သွားမယ်ထင်ကြတယ်။ဆွေးနွေးကြပါဦး။ကြည့်ရှုပါပြီးတော့ညီကိုများလုံးကိုချစ်သူများကြီးတို့ပါလေ။